MSP ဒီ character ကကျွန်တော်ကိုယ်တိုင်လှုပ်ချင်ခဲ့ character တွေမှာလည်းပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ဟိုဟာကဟိုစဉ်းစားတွေးခေါ်ပုံသူ့ရဲ့ထင်မြင်ယူဆပုံသူ့ရဲ့လောကပုံမှာမြင်တဲ့အမြင်တွေပါတွေကအာထူးဆန်းတယ်၊လေးနက်တယ်။နောက်တစ်ခုကဖောက်ထွက်ပြီးတော့ထိုးထွင်းသိမြင်နိုင်တဲ့အတွေးခေါ်လောက်ထိသူ့မှာရှိတယ်။ဒီကျွန်တော်တရုပ်ဆောင်ရတဲ့ character က နည်းနည်းထူးဆန်းတယ်လေးဝတ်တယ်ဆိုတော့ကျွန်တော်မှာပြောစရာစကားလုံးတွေကနည်းနည်းအကန့်တက်ကလေးတော့ရှိရပေါ့နော်ဟုတ်နည်းနည်းထူးဆန်းတယ်ဆိုတာမျိုးထက်ဟိုဒီ character ပို့ပြီးတော့လေးနက်တယ်ကျွန်တော်တွေ့လေဟုတ်သူကဒီဇလန်ကိုပြောပြတယ်ကဟိုသူ့မှာဟိုဘယ်လိုပြောရမလဲဒီ character က main လုံးမှာရမယ်ဆိုပြီးတော့သူအပိုင်းတွေတွက်ပြီးတော့ပဲသူ ကျွန်တော်ဒါကိုပဲလို့ဟိုအဓိကအာယုံစိုက်စိုက်စိုက်စီခဲ့တာပေါ့နော်ဟုတ်မန်တကယ်ပြောရရင်တော့ကျွန်တော်ကအဲဒီ character ကကျွန်တော် grind လုံးချင်ခဲ့ character ထဲမှာလည်းပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ဟိုဟာကဟိုစဉ်းစားတွေးခေါ်ပုံသူ့ရဲ့ထင်မြင်ယူဆပုံသူ့ရဲ့လောကပုံမှာမြင်တဲ့အမြင်တွေပါတွေကအဲထူးဆန်းတယ်၊လေးနက်တယ်။နောက်တစ်ခုကဖောက်ထွက်ပြီးတော့ ထိုးထွင်းသိမြင်နိုင်တဲ့အတွေးခေါ်လောက်ထိသူ့မှာရှိတယ်ဆိုတော့အဲ့ဒီအရာတွေကကျွန်တော်တော့ရှော့လူချင်းခဲ့တဲ့အရာတွေပေါ့နော်ဆိုတော့ဒီ character ကိုအဲ့လိုဒီလေ့လာရင်ဝင်ပြီးတရုပ်ဆောင်ရင်းနဲ့ပဲကျွန်တော်ရဲ့ဘဝမှာလည်းကျွန်တော်ရဲ့ကိုယ်ပိုင်ဘဝမှာလည်းပို့ပြီးတော့ရင့်ကျက်လာစေခဲ့ပါတယ်အဲလူငယ်တွေကြီးပဲလုတ်လောက်ရတယ်ဆိုရယ်ကိစ္စမှာကကျတော့ဟိုဟိုကျွန်တော်ရဲ့လက်ဆက်မှုလို့ပဲကျွန်တော်ဆိုလိုချင်ပါတယ်ကျွန်တော်တို့လူငယ်တွေမှာကျွန်တော်ကခွန်အားတွေရှိတယ်နောက်ပြီးတော့လက်ဆက်မှုတွေရှိမယ်ဆိုတော့အဲ့ဒီအနေနဲ့တစ်ဆင့် ကျွန်တော်ရဲ့အတွေးခေါ်တွေနောက်ပြီးတော့ကျွန်တော်ရဲ့အနုပညာခံစားမှုတွေကိုကျွန်တော်တို့ကရိုးသားသားနဲ့ပရိသတ်ကိုတင်ဆက်ခွင့်ကျွန်တော်တို့ကိုဒီ drip picture ပေးလိုက်ပါတယ်ဗောနော် jewel picture ပေးလိုက်ပါတယ်ဆိုတော့အဲထုတ်လုပ်သူတွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူငယ်တွေပေါ်မှာယုံကြည်ပေးတယ်နောက်ပြီးတော့အဲလူငယ်တွေရဲ့တည်လင်လက်ဆက်မှုကိုသူတို့ပရိသတ်တွေစီကိုအရောက်ကိုတင်သွင်းပေးတယ်ပေါ့နော်အဲ့ဒီတော့တကယ်ကိုကျေးဇူးတင်ပါတယ်ဟောဟို story frame ကတော့၃ခုပေါ့နော်၃ခုအဲ့ဒီမှာ ကျွန်တော်ဖြည့်ဆက်ပြီးတော့ပြောချင်တာဒါနည်းနည်းပြောချင်တာတော့ရှိရယ်အာအဲဒရိုက်တာတော့ပြောစီချင်လာတော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာတော့ရှိရယ်ဘာလဲဆိုတော့သူက story တစ်ခုကိုဟိုသူက flint language တစ်ခုနဲ့သူတင်ဆက်ထားတယ်ဆိုတော့အဲ့ flint language တစ်ခုချင်းစီနဲ့တင်ဆက်ထားတယ်တစ်ခုနဲ့တစ်ခုနဲ့မှာလုံးဝ flint language မတူဘူးအဲ့ဒီအဲ့ဒီအရသာအရန်ဟိုဟိုအတိတ်ပဲရှိရယ်နောက်ပြီးတော့အစ်စ်ဖြစ်မယ်လို့ကျွန်တော်ခံစားမိတယ်ပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ပထမဆုံးသတင်းစကားအနေနဲ့ဒရိုက်တာမသိအောင်ခုပြောပါရစေ ဟုတ်ကဲ့ခင်ဗျာဟုတ်ဒါကျွန်တော်ရဲ့ဟိုကျွန်တော်အနုပညာတက်တန်းတစ်လျှောက်မှာဒါပထမဆုံးဘေကာရီပေါ်ရောက်တဲ့ကောင်ပါဟုတ်ကျွန်တော်နှလုံးသားထဲမှာရောကျွန်တော်အသိဉာဏ်တွေထဲမှာရောကျွန်တော်ခံစားမှုတွေထဲမှာရောအဲကျွန်တော်လူတွေအများကြီးကိန်းအောင်နေပါတယ်ဆိုတော့အဲ့ဒီလူတွေအများကြီးကိုတော့ဘယ်သူကခြေသုံးဘယ်သူကနောက်ဆုံးဆိုမျိုးကျွန်တော်မခွဲခြားခြင်းလို့ပြောပြလို့မရသေးပါဘူးခင်ဗျာအဲနှလုံးသားထဲမှာပဲပြီးပြီးတော့တင်ထားဝင်ပြီးပါဟုတ်ကျွန်တော်ရဲ့တည်လွင်မှုကျွန်တော်ရဲ့နှုတ်ပြမှုကျွန်တော်ရဲ့လက်ဆက်မှုကျွန်တော်ရဲ့ရိုးသားမှုကို ကျွန်တော်ပြိသက်ကိုအမြဲတမ်းစားသုံးစီခြင်းခဲ့တာပါအခုကျွန်တော်ဆန္ဒလီပြို့သွားခဲ့ပါတယ်ဒီလနိုဝင်ဘာ9ရက်နေ့တောက်ကြနေ့မှာအဲဒီတနိုင်ကလုံးမှာရှိရဲ့ယုံနေမှာကျွန်တော်ရဲ့ပြန်ပြောရလေးကရှိနေပါလိမ့်မယ်ကျွန်တော်တို့လည်းအအတူတူခံစားမယ်ကျွန်တော်ရဲ့ရင်ခုန်တန်တွေကိုလည်းအတူတူမျှဝေခံစားကြဖို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အားပေးကြပါလို့ကျွန်တော်အနေနဲ့လည်းမြစ်တာရဲ့ခံရပါတယ် Myanmar Star Bazaar